မင်္ဂလာပါရှင်မတ်လ26ရက်ဗုဒ္ဓဟူးနေ့ရွှေငွေရထူးကြပြင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့မကွေးမြို့ရင်မြမတနခါရင်စေမှုဒလေးပြပွဲနဲ့ပြိုင်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။မကွေးတိုင်းမကွေးမြို့ရင်မတ်လ23ရက်နေ့ပိုင်းကမြမတနခါရင်စေမှုဒလေးပြပွဲနဲ့ပြိုင်ပွဲကျင်းပရာမကွေးတိုင်းဝင်ကြီးချုပ်ဦးတင်လွင်နဲ့ဇနီး တာဝန်ရှိသူများတယောက်ကြောင့်အညာဒလီတနခရင်ကျေးမှုပြပွဲတွင်ပြကံများအလိုက်ခင်ချင်းပြသထားရှိမှုများမြမတနခရင်ကျေးမှုဒလီပြိုင်ပွဲတွင်အမျိုးသမီးငယ်များမှတနခလင်းချေပြိုင်ပွဲရှင်ပြိုင်ရန်သတ်မှတ်ထားသောအခန်းများတွင်တနခလင်းချေနေမှုများနှင့်မြမရွှေရတနခရင်ကျေးမှုဒလီကို UNESCO ရဲ့လူသားမျိုးနွယ်ကိုစားပြု drama ရင်ကျေးမှုအမွေအနှစ်အဖြစ် စရင်သွင်းနိုင်ရှိကျူအာကုတ်အားစကန်ဖတ်ပြီးဆန္ဒပြုနေမှုများကိုတရှိအပေးကြကြောင်းသိရပါရရှင်ဆလတ်တင်ဆက်ပြီးမှကတော့တချံပိတ်ရဲ့ကားလက်မှတ်များကိုပုံမှန်နှုံးထားများဖြင့်ဆောင်ရွက်ပေးသွားမယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ် တကြံယုံပိရက်ရှိကာလအတွင်းမန္တလေးမြို့မှနေရအတီတီသူပြန်ကြမယ်ဝန်ထမ်းများကျောင်းသားကျောင်းသူများနဲ့ခရီးသွားပြည်သူများအဆင်ပြေလွယ်ကူစွာသွားလာနိုင်စေရည်အတွက်ကားလက်မှတ်များကိုပုံမှန်နှုံထားများဖြင့်အခက်အခဲမရှိစေရန်ဆောင်ရွက်ပေးသမှာဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီးအဝေးပြေးရင်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီမှသိရပါဗျာ။ အဆိုပါမန္တလေးတိုင်းဒေသကြီးရှင်လုံငယ်များကြီးကြပ်မှုကော်မတီအနေဖြင့်အဝေးပြေးကာဝန်ရှိကော်မတီရုံးတွင်ဧပြီ9ရက်မှ22ရက်ထိရှင်လိုင်းအသင်းများနှင့်ပူးပေါင်းကကားလက်မှတ်အခက်အခဲရှိသူများကိုကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီးမလူလာအတင်းစုချိုးများနှင့်မှောက်ကိုရောင်းချမှုများမဖြစ်ပေါ်စေရန်အွန်လိုင်းစနစ်ဖြင့်ကားလက်မှတ်ကြိုတင်မှာယူမှုများကိုတော့ဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့သိရှိရပါတယ်ရှင်ထမန်နေဆမဲ့တဲ့ရင်ကတော့တီဘောလာရှိုးချာစင်အင်တရာပြန်လဲဖြတ်သန်းခွင့်ပြုတဲ့တဲ့ရင်ဖြစ်ပါတယ်။ 73ရက်ကြာတရားကြံခင်ပြင်ဆင်နေမှုကြောင့်ရှာရီဖြတ်တန်းဝင်ပိတ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းတီဘော်လာရှုကြောင့်ပြည်တော်စုလမ်းမကြီးပေါ်ရှိစင်အင်တရားကိုမတ်လ24ရက်ညနေ6နာရီအချိန်တွင်ပြန်လည်ဖြတ်တန်းဝင်ပြုပြီးဖြစ်ကြောင်းသိရပါသည်အဆိုပါစည်ရင်တရာကိုမတ်လ12ရက်မှစတင်ပြီးအကြီးစားပြင်ဆင်မှုများဆောင်ရွက်နေခြင်းကြောင့်ရှားရိတ်ပိတ်ထားခဲ့ခြင်းဖြစ်ပါသည် စစ်အင်တရာဖြတ်တန်းခွင့်ပိတ်ထားစဉ်အတွင်းဒေသတွင်ကွင်းလန်းများဖြစ်တဲ့ကုန်းမုံနမလန်းနဲ့လာရှိုအီနိုင်မန်ဆန်မိုတေတီဘောလန်တို့ကိုရွေးချယ်သွားလာနေကြရတယ်လို့သိရပါတယ်ရှင်။ထက်မှတ်တင်ဆက်ပြီးမှာကတော့2025ခုနှစ်ဟာအပူဆုံးနှစ်များထဲမှတစ်နှစ်ဖြစ်လာနိုင်တဲ့ဆိုတဲ့တဲ့င်းဖြစ်ပါတယ်။2025ခုနှစ်ဟာအပူဆုံးနှစ်များထဲမှတစ်နှစ်ဖြစ်လာနိုင်ခြေရှိကြောင်း ရုရှားနိုင်ငံရာသီဥတုနှင့်ဇလဗေဒဆိုင်ရာစင်တာရဲ့သုတေသနညွှန်ကြားရေးမှူးရိုမန်ဘယ်ဖရန်ကတွေ့ဆုံမိန့်မြန်းခန်းတစ်ခုတွင်ပြောကြားခဲ့ကြောင်းသိရပါတယ်။2025ခုနှစ်ဟာအပူဆုံးနှစ်များထဲမှတစ်နှစ်ဖြစ်လာနိုင်ခြေရှိပါတယ်။အဆိုပါအကြောင်းရင်းမှာမကြသေးမီနှစ်များတွင်ဖန်လုံအင်းဓာတ်ငွေများပုံမှုများပြလာခြင်းကြောင့်ရှားသီဥတုမှာတဖြည်းဖြည်းပုံမှုပူနွေးလာခြင်းကြောင့်ဖြစ်ပါတယ်။ဝန်နေစရာကောင်းတာကတော့၎င်းဖြစ်ရက်ကိုယခုထိတိုင်တည်ငြိမ်အောင်မထိန်းသိမ်းနိုင်သေးပါဘူး။ ဒါအပြင်သမုတ်တရားများအထက်ရှိလေဒုအလွှာအလွန်မြင့်မားနေစေဖြစ်ပြီးတော့၎င်း၏လှုပ်ရှားမှုရှိတဲ့အလွှာမြေပြင်နှင့်ထိစပ်နေသောအလွှာဟာကောင်းစွာပူနွေးလျက်ရှိပါတယ်။၎င်းချက်ကလည်းလေဒု၏အခြေအနေပေါ်တက်ရောက်မှုရှိပါတယ်။သမုတ်တရားမှလွှဲပြောင်းပေးသောအပူက၎င်းလေဒုအလွှာရဲ့အပူချိန်ကိုမြင့်တက်စေပြန်တယ်လို့လည်း၎င်းကရှင်းပြခဲ့တယ်လို့သိရပါတယ်ရှင်။